ဒီကနေ့ညနေပိုင်းမှာကျွန်တော်တို့ဒီ ABSD ရဲ့ခေါင်းဆောင်ခေါင်းဆောင်ပိုင်းတွေအဲ့ဒီကိုလာတယ်လာပြီးတော့အောက်ဘွဲခံတယ်ပေါ့တပ်ပုံရိုင်းပဲပေါ့ပြီးကျွန်တော်ရီမွန်လာပါတယ်ပြီးကျွန်တော် KI ရဲ့ KI ရဲ့ကျွန်တော် Indo-ID စီးတောင်ငံတွေလာတယ် KI ရဲ့ခေါင်းဆောင်ပိုင်းတွေလာတယ်ပါပါခုတော့မှာတော့ကျွန်တော်ဆိုးရတဲ့တုံးချက်လေးကိုလာထောင်ကြည့်အောင်နော်အဓိကတော့ Indo မြို့မှာရှိတဲ့ဒီဒေါင်းသားဝန်ကြီးရီမွန်ပေါ့နော်တေးမသေးပေါ့ကျွန်တော်တို့စောက်ကြည့်ရမယ်ဆိုတဲ့တိုင်းပဲဖြစ်ပါတယ်လာထောင်ကြည့်အောင်ခင်ဗျဒီတက်မတော်ကဒီငလင်ပေးကြောင့်ငလင်ပေးကြောင့်ပေါ့ဗျာကျွန်တော်တို့ဒီအပြည့်ရတဲ့ပေါ့တက်မတော်ကတော့ဒီတဘာတိ ကဘာတိထုတ်ပြန်လိုက်တယ်ပေါ့ထုတ်ပြန်လိုက်တယ်အဲ့ဒီထုတ်ပြန်မှုနီးတူထုတ်ပြန်မှုနောက်ပိုင်းမှာဒီစစ်တူကြောက်အုပ်စုလည်းသူတို့လည်းအပြည့်ရတယ်ပေါ့ပြဿနာပြင်သူတို့ကလည်းကာရိုမီတိုက်ထုတ်ကြတယ်ပေါ့အဲ့တော့တကယ်အပြည့်ရမှုကိုတကယ်ကိုကျွန်တော်ဒီလက်နက်ကင်အဖွဲ့တွေကတကယ်ကိုသူတို့တွေရှင်းသုံးခဲ့ရလားတကယ်ကိုလိုက်နာကြရလားဒါတော့ကျွန်တော်မေးကြပါအဲ့တော့ဒီကာလမှာကျွန်တော်ဒီအပိုင်းမှာကျွန်တော်အချက်လက်ချုပ်တွေရှိပါတယ်ကျွန်တော်ကြီး KNU အဖွဲ့တွေကကျွန်တော်တို့ယထာယထာလမ်းပိုင်းမှာကျွန်တော်မိုင်းခွဲတာတွေ မိုင်းခွဲတိုင်းလှုပ်တယ်ပြီးရင်ကျွန်တော်တို့တစ်ဖက်မှာလည်းဒါစစ်သွေးကြွ A ကဒီ task gain တွေဝင်တိုက်တာတွေဝင်တိုက်တာတွေလှုပ်ပါတယ်နောက်တစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ဒီစကိုင်းတိုင်းဒေသကြီး indoor ပြီးရင်ကျွန်တော်ချင်းမိနယ်ဖလန်အဲ့အဲ့ချင်းမိနယ်ဖလန်နဲ့ indoor ကိုအကြပ်ဖတ်သမားတွေကအလုံးကြီးနဲ့တိုက်ပါတယ်အလုံးကြီးနဲ့ကိုတိုက်ပါတယ်အဓိကတော့ဗျာစစ်တိုက်ကတော့နိုင်မို့တိုက်ကြတာပါပဲသို့တော်လည်းပဲသူတို့ထုတ်ပြန်တယ်ပေါ့ဗျာသူတို့ကလက်ရှိထုတ်ပြန်တယ်ထုတ်ပြန်ခဲ့ပါတယ်တပ်မတော်နောက်တပ်မတော်ထုတ်ပြန်ပြီးနောက်ပိုင်းမှာသူတို့လည်းသူတို့လည်းထုတ်ပြန်ပါတယ်အဲ့တော့သူတို့လည်းအပြည့်ရကြပါဘောတကယ်ကိုအပြည့်ရကြ ਈ လား တော့တက်မတော်ကအပြည့်အကြောင်းဘလောက်ပဲထုတ်ပြန်ပြန်ဒီတက်မတော်ကလိုက်နာတော့လဲပဲဒီအခြေအနေပေါ်မှာကျွန်တော်တို့လက်နက်ကိုင်ဖွဲ့တွေကလိုက်နာခြင်းမရှိဘူးဒီလက်နက်ကိုင်ဖွဲ့တွေကဘလောက်ထိလိုက်နာခြင်းမရှိလဲဆိုရင်ကျွန်တော်တို့ရှေ့မှာတပိုင်းနေရှိခဲ့တယ်ကျွန်တော်တို့ဖတ်ပူးခဲ့တဲ့ကျွန်တော်တို့ဥနေဝင်လက်ထက်ဗိုလ်ချုပ်ကြီးနေဝင်လက်ထက်ပေါ့ဗျာဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှာလည်းဒီမျိုးလုပ်ခဲ့ပါလေအဲ့တော့ဗိုလ်ချုပ်ကြီးနေဝင်နှိမ်နေလိုက်နှိမ်နေကတက်မတော်ကနှိမ်နေလိုက်ပေါ့နှိမ်နေလိုက်ကမှအကြမ်းဖက်သမားလည်းအင်အားပြုံးလာတဲ့ခါမှာတို့လူအင်အားအဲ့တို့အပြည့်ရက်ပြရစီလက်မှတ်ထိုးပြရစီငញ្ញိုင်းထိုးပြရစီပေါ့ဗျာ ဒီလိုနဲ့သူအားရီအင်အားစုတယ်ထတ်တိုက်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကဒီဒီလက်ရှိတန်နေရာကဒီထိရောက်လာတာပေါ့ပြီးရင်လည်းကျွန်တော်တို့အနည်းအဆုံးသိခဲ့ရတာဒီကိစ္စတမရာကြီးဦးသိန်းစိန်လက်ထက်မှာဆိုရင်လည်းပဲဒါကျွန်တော်တို့ NCA တွေလောက်ခဲ့ကြရတယ်ပြီးရင် NLD လက်ထက်မှာလည်း NCA လက်မှတ်ရေးထိုးကြရတယ်အဲဒီလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေတော့မှလက်ရှိကာလမှာသူတို့လက်နက်ကင်ပြီးတော့နိုင်ငံတော်ကိုပုံကန်နေတာဖြတ်စီးနေတာအဲ့တော့ တော့ကျွန်တော်တို့ကဒီအပြည့်ရဲ့နဲ့ပတ်သက်ရင်တော်တော်လေးတော့ကျွန်တော်စဉ်းစားကြတော့ရှိတာပေါ့ဗျာထို့တော်လည်းပဲကျွန်တော်တို့ဒီဒီတက်တေတခုကိုပြပါမယ်ဒါကတော့ဖက်လန်းတဲ့အင်းတော်ကိုအကြပတ်သမားတွေကအင်းအားလုံးနဲ့တိုက်တယ်အင်းအားလုံးနဲ့တိုက်ပါတယ်အဲ့တော့အကြပတ်သမားတွေထုတ်ပြန်ကြမှာတော့သူတို့ကတော့ဒီအင်းတော်မျိုးကိုသူတို့ရသွားပြီဆိုပြီးတော့သူတို့ထုတ်ပြန်နေတာတွေ့ရတယ်အဲ့မှာကျွန်တော်ဂျပန်လိုင်းကိုပုံတွေပြတယ်ပြီးရင်ကျွန်တော်တို့ရရှိတဲ့ဒီလက်နက်ကြီးတွေလက်နက်ငယ်တွေပေါ့ဗျာဒါတွေသူတို့ပြတာတွေ့ရတယ်ပြတွေ့ရတယ်အဲ့တော့အဲ့တော့ဒါကတော့အဲ့လိုဖြစ်တယ်ပေါ့ဗျာဒီပုံမှာတော့ကျွန်တော်အများကြီးမပြောချင်တော့ပါဘူးအားလုံးလည်း အားလုံးကျွန်တော်ဆက်ကြည့်ရမယ်နေတော့ဗျာအဲ့ဒီအချိန်ပြီးရနောက်ပိုင်းမှာဒီကနေ့ညနေဒီကနေ့ညနေ April 10ရက်နေ့ညနေ6နာရီနဲ့6နာရီနဲ့မိနစ်40အချိန်မှာတမတော်ကအင်းတော်အင်းတော်မှာရှိရဲဒီဂျပန်ကုန်းဂျပန်ကုန်းပေါ့ဗျာဂျပန်ကုန်းတက်ကဘုံကျဲတယ်ပြီးကျွန်တော်6နာရီ43မှာတစ်ချိန်ဘုံကျဲတယ်နှစ်ချိန်ဘုံကျဲတယ်ဘုံကျဲရတဲ့အကြောင်းရင်းကဒီကနေ့ညနေပိုင်းမှာကျွန်တော်တို့ဒီ ABSD ရဲ့ခေါင်းဆောင်ခေါင်းဆောင်ပိုင်းနေအဲ့ဒီကိုလာတယ်လာပြီးတော့အပွဲခံတယ်ပေါ့ဓာတ်ပုံရိုင်းပဲပေါ့ပြီးကျွန်တော်ရီမွန်လာပါတယ်ပြီးကျွန်တော် KI ရဲ့ KI ရဲ့ကျွန်တော် Android စီးတောင်းကန်နေလာတယ် KI ရဲ့ခေါင်းဆောင်ပိုင်းနေလာတယ်ပြီးရင်ကျွန်တော် PDF ခေါင်းဆောင်ပိုင်းနေလာတယ်လာတဲ့အချိန်မှာဒီစစ်စိုးရအုပ်စုတွေကျွန်တော်တို့ဒါဓာတ်ပုံရိုင်းမဲ့သူလူစုနေတဲ့အချိန်မှာတက်ကနေဘုံကျဲလိုက်တယ်လို့တော့ကျွန်တော်သိရတယ်သိရတယ်ပေါ့ဗျာအဲ့တော့ဒီဒီတက်မတော်ရဲ့ဘုံကျဲမှုတွေမှာရင်းမွန်ပါသွားပြီလားပြီးကျွန်တော်အကြပ်သမားတွေခေါင်းဆောင်ပိုင်းတွေပါသွားပြီလားကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီအင်းတော်နဲ့ပတ်သက်ရင်တော့စိတ်ဝင်စားစရာကဒီစစ်သွေးကြောအုပ်စုတွေကအဲဂုံးမှာသူတို့ဓာတ်ပုံရိုက်ခံမဲ့အချိန်မှာ ဓာတ်ပုံရိုက်ခံမဲ့အချိန်မှာတက်မတော်ကတော့ဒီလေချောင်းနဲ့ပြင်းပြထန်ထန်ဖုံးကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်။ရင်းမသေးလားမသေးလားဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။ပြီးပဲခုလိုပြောရပါတဲ့ဒေါ်စိုးကိုလည်းကျေးဇူးတင်ပါတယ်။ဦးယူမောင်ကခုမသေးလဲမကြောက်တော့ပါဘူး။စတိန်ခံရတော့ကြောက်တော့ပါဘူးနော်။